ုံးမယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ယခုတခါဖတ်ပြပေးမယ့်ဝိထုတိုလေးကတော့1989ခုနှစ်အောက်တိုဘာမဟေတီမဂ္ဂဇင်းမှာစာရေးဆရာ ကိုခေးရေးသားထားတဲ့ရွှေငါးနဲ့အယူဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပြကြပါအောင်ရှင်ရွှေငါးနဲ့အယူ ရွှေငါဟုဘားကြောင့်ခေါ်သည်ကိုတီတီပပမသိခဲ့ရအဖေကသာ ရွှေငါတားကြီးဟုအမည်ခေါ်တတ်၍ရွှေငါပဲခေါ်ကြသည် ရွှေငါဟုဆိုတော့လဲအယောင်ကရွှေအောင်မရှိညိုပြပြသာဖြစ်သည် အလုံးအထည်တုတ်တုတ်နှင့်မနှိမ်မမြင်ရှိသည်သူနှင့်တွဲဖက်ကိုတော့အယူဟုခေါ်သည်အယူကမှရွှေရောင်ပြေးနေသည် အဖေအမိမဲ့မှားလေသလားဟုတွေးဘူးတော့လေအဖေမမှားပါ တားရင်ရေတိုက်ပြီးကျိုးလှုပ်ပေးလိုက်ကွာမြို့ကမမောပမန်ပြန်လာတဲ့ရွှေငားနဲ့အယူကိုအဝိဟောင်းနဲ့ဖုံလေခါပေးနေစဉ်အဖေကလှမ်းပြောသည် ခုနှစ်မိုင်ခီးကိုဖုံတထောင်းထောင်းနဲ့ခီးနေလာရ၍သူတို့ကိုယ်ပေါ်မှာဖုံနေဖွေးနေပါသည်မြက်ကွင်းမဲမဲတွေကလွဲ၍ဖုံနေဖွေးနေသည်နှာခေါင်းနဲ့ပါးစပ်မှာတော့တရေနှာရေဖုံတို့ရောကမဲညင်နေသည် ရေတိုက်ပြီးကျိုးဖြီလွတ်လိုက်တော့အယူကအဖေးပေးထားတဲ့နာမည်အတိုင်းအမီးထောင်ကကစုံဆိုင်ကယူကြောင်ကြောင်ရှောက်ပြေးနေတော့သည်ခရီးပြေးနေခဲ့ရသည်ကို သူမမမောသည်ဟိုပြေးဒီပြေးပတ်ချလှည့်ပြေးနေသည်အဖော်ရရှိရာလေခွင်းတလျှောက်ခုံလိုက်ပေါက်လိုက်အမီးထောင်လိုက်ရုတ်တရက်ရက်သွားလိုက်နေရှောက်ပြေးနေသည်အယူမှတကယ်ကိုအယူ ရွှေငါးကတော့အိန္ဒြေရရသည် စကြက်ကိုအိန္ဒြေရရသွားသည် ခက်လေးလေးသွားရင်မျက်ခင်းစိမ့်စိမ့်တွေကိုနှုတ်စားသွားသည်လှဲမှတက်ရင်လည်းရွှေငါးကခက်မှန်မှန်သာသွားတတ်သည်ချိန်နဲ့တို့ရင်အပြေးသွားခြင်းမျိုးမရှိပါခြေလန်းကျဲ၍ခက်တက်တက်သာသူသွားသည်အယူးကအတိုင်းဘက်မှအပြေးနေတော့လဲရွှေငါးကမပြေးပြေးနေတော့အယူးခြေလန်းနေညီရနာခက်ကျဲကျဲတွတ်တွတ်ရှောင်နေသည်တရှိမှာဖြစ်လာရသည့်နွားနှစ်ကောင်မှာတကောင်နဲ့တကောင်ကဆန်းကျင်ဘက်အဆဆရရကွာနေသည် သို့တော်လဲခါရမှာတော့အတိုင်ဖောက်ညီသည်အယူးကတစ်ခါတစ်ခါရွှေ့ရှင်တော်လဲရွှေငါးကထိမ့်ပေးနေသည်အင်းအားကလဲရွှေငါးကတာ၍အယူးမရွတ်တာရွွေ့ရလမ်းဘေးလမ်းဘေးဆွဲရန် ပြင်နိုင်လဲတောက်ရခံနေသည် ရွှေငါးအင်းအားကိုမတိုးတာ တကောင်နဲ့တကောင်ကွာခြားနေသည်မှာအသက်အရွယ်ကြောင့်ဖြစ်နိုင်သည်ရွှေငါးကအယူထက်အသက်ကြီးသည်အလုံးထည်လည်းကြီးသည်အင်းအားလည်းတာသည်နှစ်ကောင်စလုံးခြံပေါက်ဖြစ်တော်လဲအဖေကရွှေငါးကိုပို့ချစ်သည် ရိုက်တာချင်းအတူတူအယူကိုခက်ပြင်းပြင်းလေးရိုက်သည် ရွှေငါးကိုတော့ကြောပေါ်ချိန်တူရင်သာချိန်တင်ယုံသာတင်တင်ပါသည်တိတ်လေးလေးလလန်ကုန်နေနဲ့ချောင်းအတက်ဂုံအတက်ဒီမှာတော့ တအယူလေးယုံထားနေအဖေကချော်ခိုင်းတပါလေသို့တော်လဲအယူက တခါတရံအစားကောင်းကောင်းမစားဘဲနွားမတွေနောက် လိုက်နေတတ်ပါသည်တခြားနွားအုပ်ထဲလဲတွား၍ဆော့နေတတ်သည်နွားသွင်းချိန်ဆိုအယူကိုရှာရသည်မှာအမော ရွာရိုးကိုပါဟိုချန်တိုးဒီချန်တိုးနဲ့နွားတွေနောက်ရှောက်လိုက်ပြေးနေနွားမတွေနောက်ရှောက်လိုက်ပြေးနေတတ်ပါသည်အဖေအမြင့်ကဲ့ရင်လဲကတ်ချင်စရာပါ သို့တော်လဲဒုရူပောင်ဘက်လောက်ကင်စားလာရ၍ရွှေငါးနှင့်အယူးကိုအဖေချစ်တာပါပဲ။သားလိမ္မာနှင့်သားဆို၂ယောက်လုံး၂ယောက်လုံးလိုချစ်ပါတယ်။လိမ္မာလုံး၍စိတ်အေးချမ်းစွာချစ်ရခြင်းနှင့်သားဆိုမှုစိတ်ပူပန်စွာချစ်ရခြင်းဆိုသည်ကိုနှမျိုးကွာခြားပါတယ်။ ငယ်စဉ်ကနေရာတီကျောင်းပြည့်ရရင်ရွာကိုပြန်ပါတယ်။ရွာရောက်ရင်နွားကျောင်းရသည်။အဖေမြို့သွားစဉ်တောင်ပေါ်ထင်းတိုက်သွားရင်အယူတို့ရွှေငါတို့နဲ့ခွဲနေရသည်။ဂျန်တဲ့အချိန်မှာတော့သူတို့ကိုကျောင်းနေရသည်။သူတို့အတွက်ကောက်ရိုးဆင်ရသည်နှမ်းဖက်ရည်ဆင်ရသည်မနှက်စောစောသူတို့ကိုကြွေးရသည်နွားသွေးချိန်မှာရေတိုက်ရသည်ရေချိုးရင်ရွှေငါးကြီးကသဘောကောင်းသည် ရင်ကြားပေါင်ကြားမကြံပုတ်တက်၍ရေချိုးလို့ရသည်အယူကမရပါပေါင်ကြားနိုင်ရင်လန့်၍ကန်တတ်သည်သူ့ကိုရေချိုးရင်စုတ်တက်ချော့မော့ချိုးပေးရပါသည်နေ့ကင်းတရေမေးပြီးစမြုပ်ပြန်နေချိန်မှာတော့ချော့ပြီးပေါင်ကြားကမွားတွေနှုတ်ပေးရင် ပေါင်ကားပြီးငိန်နေတတ်ပါသည်တကောင်နဲ့တကောင်ဇေယျမတူတော့လဲချစ်တော့ချစ်ကြသည်ငယ်စဉ်ကတည်းကအဖေ့စီမှာပဲအတူကြီးပြင်းလာသည်ခြံပေါက်များမို့လို့ချင်ပါရဲ့ တကောင်နဲ့တကောင်မျက်ခြေအပြတ်မခံတခြားနွားတွေရဲ့ရန်လဲအဆောင်မခံရွှေငါးကတော့ခက်အေးအေးနေတတ်သူမို့နွားတအုပ်ထဲမှာပင်တိတ်မရောနော်ဒီဘိုင်းကနွားအုပ်ထဲမှာတော့ရွှေငါးကဒုတိယဖို့ခေါင်းဆောင်အေးအေးနေ၍ရံမလို့တော့လဲဆက်ဆက်ထီတော့မခံမီ သူတို့အုပ်ထဲမှာဘိုးကတော့ခေါင်းဖြူထိတ်တဲ့တဲ့မှာဇာရွက်ဖြူဖြူနဲ့ဂျိုက၆လက်မသာရှိတော့လဲခေါင်းဖြူကအဝှေ့တန်းသည်သူတွန်တန်ပေးရင်အခြားနွားအုပ်ကဝေးဝေးရှောင်သွားတတ်သည်တခြားနွားအုပ်ကခက်ဆွာဆွာနှစ်တိုးတွေလာရင်လဲအဆုတ်အကံမရှိခက်ရဲရဲဝင်းဝေးတတ်သည်သူ့နောက်ကအမဲပါသွားသူကတော့ရွှေငါပါတကောင်နဲ့တကောင်ဘလောက်ပဲဝေးဝေးစားနေပါစေ။ကောင်းဖြူနဲ့တကောင်တကောင် ဝေးတော့မယ်ဆိုရင ခက်လေးလေးအေးအေးနဲ့ရွှေငါပြေးသွားလေးရှိတတ်သည် ရွှေငါပြေးရင်နွားမရီနာပယောပယေလုံးနေတဲ့အယူကလည်းပြေးလိုက်သွားတတ်သည် ပြေးလိုက်ရမှာပေါ့ရွှေငါကြောင့်ဝေးရတဲ့မရှိပဲအယူကြောင့်မကြမကြဝေးကြရသည်အယူက တခြားနွားအုပ်ထဲတွင်ဝေ၍နောက်တက်သည်ဖြင့်ခဏခဏအဝေးခံရတတ်သည် သူများဝေးရင်လည်းခဏသာခံဝေး၍ပြေးပြန်လာတတ်သည် အယူပြဒနာရှာတိုင်းခေါင်းဖြူနှင်းရွှင်က အစာကောင်းကောင်းမစားရကြ။နွားကြောင်းရင်အယူကိုသာ ထိန်းနေရတတ်သည်နွားအုပ်ထဲကအယူလှစ်ခနဲထွက်သွားရင် ပြဿနာက မသေးတော့နွားကြောင်းသားအချင်းချင်းတိုင်ရသည်ကလည်းအခါခါခေါင်းဖြူကြီးအဝိတန်လုံး၍လည်းတော်တော်သည်ခေါင်းဖြူကြီးကိုတစ်ဖက်ရွာကနွားအုပ်ကပင်လှန်နိုင်သူ မရှိ၍နွားကြောင်းသားအချင်းချင်းခေါင်းမော်နိုင်တော့သည်ထိုစဉ်က အဖေကကျမ်းမာရေးကောင်းနေသေးသည် ရွှေငါးတို့အယူတို့ကလည်းအကောင်မောင်းတန်တွေပါခြံထဲမှာထင်းထုံးတွေဆိုအလုံးအလောက်တစ်ဆွဲရတော့တုံးလေးတွေကလည်းပုံနေသည်အစာငတ်ရေငတ်နေတောင်ပေါ်ကအပြန်တုံးလေးတွေတဲခဲ့သည့်တရက်ခန့်သာသူတို့လေးကန်နေတတ်သည်တရက်ခန့်နားပြီးရင်တော့လလန်ဆန်းဆန်းဖြစ်ကုန်ကြသည်ဇရာကမတိုးဝင်နိုင်သေးသည်မို့ထင်ပါရဲ့ဆယ်တန်းဖြေပြီးတဲ့ညရဲ့ရှေမှာတော့သူတို့ကိုမကြောက်ရတော့ အောက်ကညီငယ်ကကြောင်းနေပြီလေတတိထားကြီးတော့မှသူတို့အသားတွေတိမ်မပြေတော့နံရိုးတွေကပေါ်နေကြပြီတင်မသားတွေကလည်းခြိုင်ဝင်နေပြီ အရိုးတွေကလည်းထောင်လာသည်ခါယိုးနှစ်တင်မစုံအောက်ကနံရိုးများကြတွင်တော့အခြိုင်ကတိတိသားသားနှက်ဝင်နေပြီရခင်ကဆိုအစားစားရင်ဘဲဘက်ခြိုင်ကပြန်ပြေးသွားပြီးတော့ရေတောက်ရင်ဘဲဘက်ကပါပြန်ပြေးတတ်သည်နံရိုးတွေကိုလည်းမမြင်ရ တင်မဆောင်တွေလည်းဆိုလဲထိဤနေပါသည်အလုတ်ပင်မန်း၍ခဏပိန်တော့မှနှစ်ရက်သုံးရက်နာပြီးအစာကျွေးလိုက်ရင်ပြန်ပြေးသွားတတ်သည် အခုတော့အရင်လိုမဟုတ်တော့အလုတ်ပင်မန်း၍လည်းမဖြစ်နိုင် အဖေကိုယ်တိုင်ပင်ချောင်းခဏခဏဆိုပြီးမောဟိုက်နေတတ်၍တောင်ပေါ်မတက်နိုင်တော့ထင်းကိုရွာနဲ့မဝေးလာသည်ကျိုးဝိုင်းထဲမှသာခုတ်တော်သည်ဆောင်မီပဲလေအရင်လိုများများမဆိုင်တော့စားဖို့သာမဆုမဖို့စိုက်သည် စာကိုလည်းခါတိုင်းလိုသားကြွေးသည်တိုးတော်လည်းအရင်လိုမဟုတ်တော့ချံပြင်ထွက်၍နွားအုပ်စီငေးကြည့်တော့လေရွှေငါးနဲ့အယူးကိုနွားအုပ်ရောလျက်မတွေ့ရနွားအုပ်နဲ့လူရမှာတိချာစားနေကြသည်အယူးကလည်းအရင်လိုခုံပေါက်ပြေးလွားမနေတော့နွားမတွေကိုလည်းလိုက်နောက်ချင်းမရှိတော့အိမ်တွေရကြည်ရနေခဲ့သည်ဆရာပဲဆရာဆရာမင်းချမိတ်တာနဲ့အတော်ပဲကွာဒီနေ့တော့ ိမ်လေးခြံလေးပြင်အောင်ပါကွာထယံတွေကလည်းဆွေးနေကြပြီထယံကဝါတော့ခုတ်ရမယ်နွားတွေကလည်းတိတ်အားမရှိတော့ခါရမှာတော့အားနာတယ်ကွာမတက်နိုင်ဘူးကွာခြံကဖို့ဝါဖြူလဲနှောက်လောက်တိုက်ချင်နေတယ်ငှက်ပြောတွေကလည်းတက်ခါစားလေးမိုးကြရင်ကျွဲတို့နွားတို့နဲ့ပြက်ကုန်မယ်မင်းလဲလိုက်ခဲ့ဒါမှမင်းကိုကြောင်းထားရတာဘလောက်ဒုက္ခခံရတယ်ဆိုတာမင်းသိမှာရိုးမဘော်ကိုရွှေငါတို့အယူတို့ ကောင်းကောင်းတတ်နိုင်သေးသည်အယူကပိန်တော်လဲပုံငယ်၍တော်လက်သေးသည် ရွှေငါးကတော့အတော်လေးသွားပါပြီအဖော်ရီနဲ့အဖေဝါခုတ်စင်ကအယူနှင့်ရွှေငါးကိုအစာကောင်းကောင်းကျွေးသည်ဝါတော်နှင့်တိရုပ်ကြားရှူရဲတွင်မျက်တော်ကောင်းကောင်းတွေ့၍လိုက်ကြောင်းသည်ပိုင်းနာချောင်းနဲ့ဆွဲ၍ရေတိုက်ရသည် သူတို့အားရှိမှမဟုတ်လား သူတို့တွေပိုက်ပြီးတော့စခန်းမှာထားခဲ့ပြီးအဖေနောက်လိုက်၍ဝါးရီဆူရသည်ရှိုချားမှာစွန့်လန်းရှိရာတောင်ကုန်းပေါ်ထန်းတင်ရသည်ခုတ်ပြီးတိုင်းဝါးဖျားမှာဖောက်ထားတဲ့နဖားတွေကိုညီအောင်ခြာရသည်အဖေကနဖားတွေထဲဝချမ်းတီးပြီးတော့ဖောင်ဖွဲ့နေစဉ်အယူးနဲ့ရွှေငါးကိုလှဲတံပိုးချွတ်၍တဘိုးချီကောက်လာခဲ့သည်ဝါးတွေကိုလှဲစခန်းကြည့်ဆူရတော့သည် ဆွရတော့မှ မချီကျင်စရာဆွလန်းတောင်ကျောပေါ်ဖြစ်တယ်လို့ဖောက်ရမှာလဲမညညာတချို့နေရာမှာတစ်ဆုံတွေကရှိသည် တချို့နေရာတွေကကမူတွေလည်းရှိသည်ကြောက်တုံးကြီးတွေကလည်းကန့်လန့်ခိုင်နေသည်တောင်ကုန်းအတက်ရှိသည်60ဒီဂရီအဆောင်လည်းဆင်းရသည်အတက်တွေမှာခါကောင်းအောင်ယုံရသည်ယုံလိုက်တိုင်းလဲနံရိုးတွေက ဖောင်းကားထွက်လာသည် တရီကိုထိုးပေါက်ထွက်လူမတက်ဖြစ်လာခဲ့သည် အတက်မှာမနိုင်၍တံပြန်တော့ခြေတွေလက်တွေတုံနေသည်ဒီမှာပင် အဖေကရိုက်တော်သည်နှာခေါင်းလုံးကိုမညာမတာရိုက်သည်ဒီမြရိုက်ဒီကိုတခါမှမမြင်ဘူးခဲ့ပါ ပေါင်သားတွေမှလည်းတဆက်ဆက်တုံပြီးရုံးတက်နေကြသည်တောင်ထိပ်ရောက်မှတော့အနာပေးတော့ဖိုးထိုးသလိုမောထနေပါပြီအတက်မှာမညာရဘူးသားရဲ့ပြန်ကြရင်သူတို့လည်းမတက်သားသလိုလူလည်းဒုက္ခရောက်တတ်တယ် ဒီလိုပဲကွာချော့တခါချော့တခါခိုင်းရတာပဲခန့်ခန့်ခိုင်အစင်းကြတော့လေမတက်တာဝါဖောင်ကြီးကအားနှိရှော၍ရှင်းခိုင်နေသည်ဝရုံတုံးက မစင်ရအောင် အဖေကကြိုးကိုတင်းတင်းဆွဲထားသည်ဒီမှာရှင်ကားနဲ့အယူကအတိညီကြသည်ဘေးကိုကန်၍ထိန်းစင်ကြသည်ခက်ခက်ခဲခဲအတက်ရောရောက်ပြန်တော့ရှေ့တူးကိုတုတ်ခါကုတ်ကက်ကုတ်ကက်တက်ကြပြန်သည်ကြောပြင်မှာလဲနံရိုးတွေပေါ်ချိန်စေးရာတွေနဲ့ စခန်းရောက်၍လှဲပေါ်တင်ပြီးခဏနားကြတော့အဖေက နွားတွေကိုဝေဝါးစွာကြည့်ပြီးပြောသည်။အိုသွားကြလို့ကွာအရင်ကဆိုတောင်ပေါ်မှာနာမည်ကြီးတွေပဲဆွဲဖို့ဘလောက်ခက်ခဲတဲ့တစ်ဖြစ်ဖြစ်သူတို့ဆွဲနိုင်နေအတူသွားပေါ်ချင်းသူတို့မဆွဲပေးရတဲ့တစ်ကခက်ရှားရှားပဲရိုက်เสียရတော့မလို့အตาလေးဆွဲနိုင်တာတကယ်တော့သူတို့ကိုနားခိုင်းသိပါပြီကွာခြံပေါက်မို့ ရောင်းထုတ်ပြီးအစ်စ်မလဲကျင်တာကလည်းတကြောင်းမရောင်းရက်တာကလည်းတကြောင်းနဲ့ကြာနေတာကွမခိုင်းမဲထားဖို့ကလည်းအစ်စ်မဝယ်နိုင် နောက်ပြီးမင်းဆယ်တန်းအောင်ရင်အဖေကပြောရင်းအတန်တိမ်သွားသည်လဲချောင်းနေတတွေးမျိုးစီကိုလည်းနေ့ငနေမြင်လိုက်ရသည်အစာကျွေးထားတော့လဲရွှေကားတို့ကကောက်ရိုးကိုကောင်းကောင်းမဝါမောနေရေးမစားနိုင်ဘူးထင်ပါတယ်အပြန်လမ်းမှာတော့သူတို့သွားနိုင်သမျှခက်လေးလေးသာမောင်းခဲ့ကြသည် ထိုနေ့ကမိုးမကြမီနောက်နှခေါက်ဝါဖြူတိုက်သေးသည်ဝါဖြူကတောင်ချီမှာပဲခုတ်ကြရ၍ရွှေငါးတို့တိတ်မပင်မန်းတော့သို့တော်လဲအသားတွေတိတိတတ်တာကျသွားပြီအစားဖိတော့လဲပြန်မတက်လာတော့မိုးဦးကြပြုတ်ခင်ပြုတ်ခင်ထုံးတော့အယူကခြေမကြသေးတော့လဲရွှေငါးကြီးကခြေငုတ်လေးလက်လုံးလေးနေပါပြီ ထုံကိုယုံရင်မောမောနေ၍ခဏခဏရရသည်ချိန်နှင့်တို့တော်လည်းမယုံတော့ခက်ဆက်ဆက်ရိုက်မှ၄90လမ်းလှမ်းနေသည်နေဘူးမခံနိုင်တော့ပဲ ဖြစ်နေသည်ထို့ကြောင့်မနက်စောစောထား၍ခိုင်းခဲ့သည် မိုးကြ၍ထဲရေးစင်းတော့၃စက္ကန့်သာကောင်းကောင်းယုံနိုင်တော့သည်အယူချေကိုမြည်အောင်မလှမ်းနိုင်တော့ပေရက်ခဲပေါင်းလဲများနေပါသည်ရရွေလဲမဖြုံချင်တော့ ခြေခွဲချင်းတဝက်မျက်ဝန်းနေနဲ့အဖေငေါတန်ကိုထမင်းပို့သွားတိုင်းကြားရခဲ့ရကြားလာခဲ့ရသည်တလန်းချင်းယုံနေသည် ရွှေငါကြီး မျက်ဝန်းမှာလည်းမျက်ရည်တွေဝဲနေပါသည် အဖေကလည်းအယူကလည်းအဖေငေါတိုင်းမယုံတော့ရွှေငါကြီးအခြေကိုစောင့်ရည်တာဖြည်းဖြည်းချင်းလှမ်းနေတော့သည် ရွှေငါကြီးစီခေါင်းခဏခဏငဲကြီးတက်၍လည်းအယူကခဏခဏအရိုက်ခံရတတ်သည်နောက်ဆုံးနွားတကောင်ငါးမှဖြစ်တော်မည်ဟုဆုံးဖြတ်ကား အဖေနွားသားငားလေတော့ဒီရွှေငားကြီးကိုတော့အနာပေးထားပြီးတော့ဖြစ်သည်ခြံထဲမှာလယ်ထဲမှာတွားလို့ရတော့စားလို့ရစားလွတ်ပေးထားပြီးတော့နွားငားပြီးပြန်လာတဲ့နေ့ကမှတ်မှတ်ရရပြင်ဆယ်တန်းအောင်စင်းက ထွက်သည့်နေ့ဖြစ်ပါတယ်အဖေပြုံးပြီးပြန်လာသည်ဟေးတိတ်မြနေ့သားဆယ်တန်းအောင်နေအဖေကလေကလေးတချုံချုံနဲ့ပြောနေသည် တွေ့သည်မသူတွေကိုတားဆောင်ဝေးဝဲအောင်ကြောင်းပြောသည် တက္ကသိုလ်ဆက်တက်ရမှာလားဟူမီအဖေကိုလည်းမမေးရဲ့မေးလည်းမမေးရဲ့အချိန်နေဆဆကိုတည်နေတော့လဲပြောမထွက်အမတ်စင်းတွေနဲ့တက္ကသိုလ်ဝင်ခွင့်လမ်းညွန်တွေတွားထုတ်ရမယ်အဖေရဲ့တွားရမလားဟုမေးလိုက်သည်တွားထုတ်ကွာဘယ်လိုက်ရလဲကြည့်ရအောင်တက္ကသိုလ်ကိုတို့ရကတယောက်မှမရောက်ဘူးမြို့နောက်ဖက်တစ်လျှောက်ဘယ်ရွာမှမရောက်သေးဘူးတအားအဖေပို့မယ်စတိုင်မန်လည်းရမှာပါကွာ မင်းနာလေးလေးမာနဲ့ကြိုးစားဘွဲ့ရတဲ့အထိအဖေထားပေးမယ်အဖေစကားကြားရ၍အားရှိတော်လဲအားကကြာကြာမခံဘဲမလဲငွေစတိုင်မေမရခင်ကြောင်းစီမိုးရင်းဆိုဒီကလေသမားဖို့ငွေဝင်စရာဘယ်လမ်းမှမရှိ အမတော်ကြီးကလည်းမိုးဆိုင်ဈေးအတွက်သုံးရမည်အမတ်စင်းတွေထုတ်ပြီးတက္ကသိုလ်ဝင်ခွင့်လျှောက်တော်လဲအဖေကပြုံးပြုံးမင်း အချင်းအေးအေးနဲ့လဲထုံနေသည်ငှားထားသည့်နွားနှင့်အယူက တွဲဖက်ညီ၍အဖေပြောနေပုံရသည်လွတ်ထားသည့်ရွှေငှားကြီးကခြံထဲမှလည်းမနေလဲဘက်ထွက်လိုက်လာပြီးကတင်းပေါ်မှသာစားသည်မျက်နှာလေးတွေကြီးရွေးစားပြီး အဖေလဲထုံနေတဲ့အကွက်နဲ့မနီမဝေးကတင်းပေါ်တွင်ဝုတ်ခါအကြကြီးစမြုံပြန်နေသည်အဖေထုံထုံးဖြုတ်ပြီးအိမ်ပြန်ရင်သူပါလိုက်ပြန်တတ်သည်မနဲ့လဲလဲစင်းရင် သူပါလိုက်စင်းသည် ကျိုးမချီထားတော့လေပြိုးကင်းတွေကိုဝင်မစားစပားဆိုင်ရာဒီတလုံးတစ်ခုလုံးရွှေကားကြီးဝတ်မပြတ်ခဲ့တက်တတက်ကတော်ဝင်ခွင်းတွေစောင့်ရင်မြို့မှာသွားနေတော့လေရွှေကားကြီးကိုတတိယနေသည်လဲဆိုင်ပြီး၍အယူတော်နားနေချိန်မှာကောသူလဲတဲ့သွားနေသလားတရိษံပေးမယ်ဒီချမ်းမမွေးဒီချမ်းမကြီးဒီလဲမှာရုံရင်အိုလာခဲ့ရ၍တန်ရောစင်တင်းနေသည်ထင်ပါရဲ့ဒီလဲမြေမှာပဲသူယုံခဲ့ဒီလဲထဲမှာပဲတည်လိမ့်မယ်ထင်ပါရဲ့ တက္ကသိုလ်ဝင်ခွင့်ကြတော့ရွာကိုပြန်လာခဲ့သည်တက္ကသိုလ်တက်ရန်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရတော့သည်ဝယ်စရာရှိတာကိုဝယ်ရတော့သည် ရွာရောက်တော့အဖေကလဲဆိုင်ပြီးနားနေပါပြီဖြစ်စီပြင်ဆင်ဖို့ပြောတော့အဖေကအစင်တဲ့ရှိနေသလိုပုံစံနဲ့ပြောသည်ချွတ်ချွတ်တတာနဲ့မရှိမဖြစ်တာပဲဝယ်ပေါ့ကွာအဖေလဲဈေးတွေမေးပြပါပြီမိမကလည်းထောက်မှနဲ့ဗာနဲ့ဆိုတော့900လောက်ဆိုရင်လောက်ပါတယ်ကွာ မင်းတို့ကြောင်းတက်မဲ့သူတွေအတွက်ပစ္စည်းတွေဝယ်ခွင့်ပေးတာလဲထုတ်ပေါ့ကွာမင်းချွေတိုင်းနောက်စပားပေါ်ချင်ရောက်အောင်သုံးပေါ့ကွာဂျားတဲ့အဖိုးဖွားတွေဦးလေးတွေဖုန်ကြီးကြောင်းကိုလည်းတွားကြတော့အောင်ကွာမင်းကိုမုတ်ဖို့ပေးလိုက်မယ်ငါကတော့900ပေးလိုက်မယ်ကွာစိတ်ထဲကဝမ်းသာမိတော့လဲငွေ900ကိုအဖိုးအဖေဘယ်လိုရှာထားလဲမသိဘယ်လိုနီးနဲ့ရထားလဲမသိတယောက်ယောက်စီကစပားပေးများယူထားလေသလား ရွာထဲလှည့်၍မကတော့မီနွားတင်းကုတ်ထဲဆင်း၍ရွှေငါတို့အယူတို့ကိုနှုတ်ဆက်ကြည့်သည်အယူကမမ်မီဟန်နေခေါင်းနဲ့လာပုတ်သည်ရွှေငါကြီးအိတ်နေရာသွား၍သူ့ခေါင်းကိုပုတ်တော့ရှာနဲ့ပြန်ရက်သည်အော်သူလဲမမ်မီသည်ဟုထင်ပါရဲ့မင်းတို့ကိုလဲနှုတ်ဆက်ခဲ့ပါရဲကွာရွာတပတ် အမျိုးတွေလှည့်ကြတော့ပြီးအိတ်ထဲဖောင်းနေပြီလေ တက်နိုင်သမျှပေးလိုက်တဲ့ငွေတွေချစ်ကုပ်စုဆောင်းထားသည့်ငွေလေးတွေပညာတတ်ကြီးဖြစ်အောင်ကြိုးစားဟုအားလုံးကမှာလိုက်ကြသည်အားလုံးကိုကြော့ပြီး၍အိမ်ပြန်လာတော့ခြံဝမှာ ကတောင်းကနင်းဖြစ်နေကြသည်ရွှေကားကြီးကို ရှေ့ကတယောက်ကဆွဲပြီးနောက်တယောက်ကဒုံးနဲ့ရိုက်နေသည်ရွှေကားကြီးကမလိုက် ရှေ့လက်တွေကိုအတင်းကုတ်တွေထားသည်ရိုက်၍မရနောက်ကလူကလည်းအတင်းဖင်ကိုတွန်းနေသည်ခြေစုံကန်၍ပေကက်ပြီးတော့ လှဲဝတ်လိုက်သည်သိလိုက်ပါပြီကျောင်းစီရဲ့အတွက်အဖေရှာထားတဲ့ငွေ900ကိစ္စကို ကျွန်တော်သိလိုက်ပါပြီအော်ရွှေကားကြီးရဲ့မတော်ဘူးမတော်ဘူးငါကျောင်းကိုမတော်တော့ဘူးမရိုက်ပါနဲ့တော့ဗျာသူမမလိုက်တာပဲအတင်းရိုက်လဲထမှာမှမဟုတ်တာတော်ကြပါတော့ဗျာသူ့ကိုမဆွဲပါနဲ့တော့ကျွန်တော်အဖေကိုပြောလိုက်ပါအောင်မယ်တပုံးပုံးရိုက်နေသည်ကို မကြည့်ရတော့၍ ရှေ့ကလူထံမှာကျိုးကိုအတင်းဝင်ဆွဲမိသည်ကျိုးဝင်ဆွဲတော့မှရွှေငါးကြီးမောကြည့်သည်ဟင်းသူ့မျက်လုံးမှာမျက်ရည်တင်နေပါလားသူ့ကိုလည်းပြန်ကြည့်ရင် မျက်ရည်တွေဝဲလာခဲ့သည်ကြည့်ရင်ကြည့်ရင်ရွှေငါးကြီးကဝေဝါးလာသည် ထိုစဉ်ရွှေငါးကဝိညာဉ်မှယုံထားလိုက်သည်တဆက်တည်းအိမ်ဘက်ခေါင်းလှဲ့၍ဗစက်မနာနာချင်းချင်းအော်လိုက်သည်အိမ်ဘက်မှလည်းပြန်အော်သည် ကြည့်လိုက်တော့အယူ တင်းကဝါမှာကြိုတင်နေယုံရင်អော်နေသည်နွားဆွဲမဲ့သူတွေကလည်းဘာလို့ရမဲမသိပေရဲ့နေရမှာလက်ထဲမှာကြိုးကိုလာလူပြီးဆွဲမဲ့ပြင်နေသည်ကြိုးကိုပြန်လူရင်អော်မိអော်ရာអော်လိုက်တော်သည်မယောင်းဘူးရွှေငါးကြီးကိုမယောင်းဘူးအဖေပတ်စံနေပြန်ပေးလိုက်ပါဗျာကျွန်တော်ចောင်းမတက်တော့ဘူးကျွန်တော်ចောင်းမတက်ရှင်တော့ဘူးអော်ဟင်းမျက်ရည်တွေကကြာလာသည် ။လက်ထဲမှာကင်ထားတဲ့ကျိုးခေါက်နဲ့လဲနွားဆွဲတဲ့လူတွေကိုလိုက်ရိုက်မိသည်။အယူနဲ့ရွှေကားအတန်းအော်တန်တွေကလည်းဆွဆွဲငင်ငင်ထိုးစင်မှာပဲ အဖေကအိမ်ထဲကပြေးထွက်လာတာကိုမြင်လိုက်ရသည်။အဖေမျက်နှာမှာယူကျုံမရဟန်ကတဝက်ဒေါသကတဝက်ထွက်နေသည်ပြေးလာတော့အဖေလက်တီကနှထင်ကိုလာထိသည်ဖဲ့ကောင်လူမိုက်ကျိုးကိုပေးလိုက်စမ်းမင်းတော့မဖြစ်အောင်ကြောင်းထားဖို့ရောင်းရတာကွာ အဖေတိုင်ကိုလှိုင်းတစ်ခုတစ်ဖွဲကြားရင်ဖင်ထိုင်ရက်လဲကြသွားသည်အဖေကိုမော့ကြည့်တော့အဖေအန်ကျွေတစ်ဖက်လှဲ့နေသည်ရွှေငါးကြီးကတော့အဖေကိုမျက်ရည်တွေကြားရင်တွေ့တွေ့ကြီးကြည့်နေသည်အယူဤအတန်ကြားတော့လေရွှေငါးကြီးပြန်မအော်တော့သွားဗျာဆွဲသွားဗျာကြပါကွာအဖေကနွားဆွဲသူတွေကိုအတင်းဆွဲခိုင်းနေသည် ကျိုးကိုဆွဲတော့ရွှေကားကပေခံနေသည်မျက်လုံးတွေကတော့အဖေထံမှာအတနာခံနေသေးပြီအဖေကတောက်တစ်ချက်ခေါက်လိုက်သည် အဖေတောက်ခေါက်တန်ကမိုးချုံတန်လိုထွက်လာခဲ့သည်တောက်ခေါက်တန်ကြား၍ရွှေကားကြီးကအဖေကိုမျက်နှာလွှဲလိုက်သည်ရှိမဆွဲသူဤကျိုးမတင်ခင်မှာပင် သူဆ ảy ၍ခြေလန်းလှမ်းသည် နောက်ကလူမရရပဲဖွက်ထဲတဆူဆူနဲ့တလန်းချင်းလန်းကလိုက်လာခဲ့တော့သည်အယူ၏အတန်းကပို၍ပို၍ကျဲလောင်လာသည် ရွှေကားကြီးကနောက်ကိုလှည့်မကြည့်တော့ပေကိုခေရွှေကားနဲ့အယူမဟေတီမဂဇင်းဩဂုတ်လ1989ခုနှစ် နာတော်တာစင်ပေသူညီကိုမောင်နှမတူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်